ဒီတံတားကိုတစ်နေ့တစ်ကြိမ်ပြန်ပြင်မဆောက်ရင်တရွာလုံးဒုက္ခအကြီးအကျယ်ရောက်ရတယ်။ဟုတ်ပါတယ်ဒါကတော့ကမ္ဘောဒီးယားနိုင်ငံမှာတရှိတဲ့ဝါတံတားပါ။ဒါဟာတကယ်ကိုလူသိများတဲ့အပြင်တစ်နေ့ခန့်တံတားလို့လည်းခေါ်ကြပါသေးတယ်။ဘာလို့လဲဆိုရင်တော့ဆော့ဆော့ကပြောခဲ့တဲ့လိုမျိုးတစ်နေ့ကိုတစ်ကြိမ်ပြန်လဲတိဆောက်ရလို့ပါပဲ။အဒီလိုမှပြပြင်းမဆောက်ရင်တရွာလုံးအန်ဒီရဲ့တော်တဲ့ကိုခုံဆင်းလိုက်ရတယ်လို့မျိုးကိုဖြစ်နေမှာမဟုတ်လို့ပါ ဒါကရေပန်းစားနေတဲ့ဒေသတစ်ခုဖြစ်ပြီးတော့တီနီယာအတိအကျကတော့အင်ဒိုရဲ့ကမ်ပွန်ချမ်းမြို့လေးမှာတည်ရှိတဲ့ကိုပန်ကျွန်းကိုမဲကောင်မြစ်ကနေပြီးတော့ကုန်းပြေဒေသနဲ့ဆက်ထိုးပေးထားတာပဲဖြစ်ပါတယ်။ဒီဝါဒတာဟာဆိုရင်အတော်ကိုတွားရောက်လဲပတ်ခြင်းစရာကောင်းတာကြောင့်ခီးသွားတွေတွေကတော့မြန်မာလူမျိုးတွေဥပိန်တံတားကိုတွားလဲရတဲ့လူမျိုးခံစားချက်နဲ့ဖိုက်တွေကိုရစေတာကြောင့်အတော်လေးကိုစိတ်ဝင်စားစရာနေရာဖြစ်လို့နေပါတယ်။ ပြောရမယ်ဆိုရင်တော့ဒီတံတားလေးကသူတို့ရဲ့ပြောစရာအပန်းဖြေရိတ်မြုံလေးဖြစ်ပြီးစိတ်တွေကိုဖန်ဆားထားရကမ္ဘာအထူးခြားဆုံးအရာတစ်ခုဖြစ်လာခဲ့တာပါပြောရမယ်ဆိုရင်တော့ဒီဝါတံတားလေးကတစ်ချိန်ကဆိုရင်အခုထက်ကိုပိုပြီးတော့ကြော်ကြားခဲ့ပါသေးတယ်ကြော်ကြားရုံသာမကပဲရွာသားတွေရဲ့ရေအချင်းနဲ့ရေအသေးတွေပေါင်းဆက်ထားရပြရုပ်တစ်ခုတောင်မှဖြစ်ခဲ့တာပါဘလောက်အထီတောင်လဲဆိုရင်တော့ဒီဝါတံတားလေးဟာကမ္ဘာအရှိဆုံးတံတားအဖြစ်တောင်မှသတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ် အင်ဒိုနီးရှားနိုင်ငံရဲ့အဖို့တန်နေရာလေးပါပဲဒီတံတားဟာအရှေ့အဖျင်းတွက်ချက်ပြောပြရမယ်ဆိုရင်တော့အလျား1ကီလိုမီတာခန့်ကိုရှိပါတယ်အင်ဒိုဝါတံတားရဲ့အထူးခြားသောအချက်ကိုပြောရရင်တော့အဲ့ဒီဒေတာလေးမှာနှစ်စဉ်နှစ်တိုင်းလိုလိုမိုးရင်းကာလမတိုင်ခင်အချိန်မှာဖြုတ်သိမ်းရတာပါပဲမိုးရင်းပြီးတဲ့အခါမျိုးမှသာရွာသားတွေပေါင်းစုပြီးတော့ပြန်လည်တိဆောက်ကြရတာပါဘာဖြစ်လို့ဒီလိုလောက်ရတာလဲဆိုရင်တော့မဲကောင်မြကြီးဟာဆိုရင်မိုးတွင်းရာသီမှာရေစီးအတော်ကုန်မှ ကျမ်းပြီးတော့ရေမျက်နှာပြင်တက်လာတာကြောင့်ဒီတံတားလေးဟာဆွေးမြေ့ပျက်စီးဖို့အလားအလာများရပါတယ် ဒါကြောင့်ပဲအတိလို့ပျက်စီးမတော်အောင်လို့ဖြုတ်သိမ်းထားလိုက်ကြတာမျိုးပါပျက်စီးနေတဲ့သရားပေါ်ကိုမတိပဲဖြက်ကူးမိရင်တော့ကြိုးကြကြွန်ကြပြီးတော့ရွာသားတွေအနေရဖြစ်ရမှာမို့လို့ပါအဲ့ဒီအချိန်မှာဆိုရင်ဝါရီကိုတေချာသိမ်းစီထားပြီးတော့မိုးတွင်အပီဆောင်းအဝေးဒီဇင်ဘာလလောက်ရောက်မှသာပြန်လည်တိဆောက်ကြပါတယ်မိုးရာသီမှာတော့ကိုပန်ကျွန်းကိုရောက်ဖို့အတွက်တံသားမတုံးမဲနဲ့လှေတွေနဲ့ပဲသွာလာကြတာပါဒီဝါတရာဟာဆိုရင်ရှေ့ရခင်ကနမဲတလုံးနဲ့နီလာခဲ့တာမျိုးပါအဲ့ဒီအပေါ်မှာလူတွေလမ်းလျှောက်ယုံသားမကပဲကားတွေနဲ့ဆိုင်ကယ်တွေပါဖြတ်ကူးလို့ရပါတယ် စဉ်းစားကြည့်မယ်ဆိုရင်ဒါကတော်ယုံတော့စကေးကြီးဟုတ်မနေပါဘူးအတော်ကိုမှခိုင်ခန့်အောင်လို့အခိုင်အမာကြီးကိုဆောက်လုပ်ထားကြတာပါဒါပေမဲ့ဝါရီယာသူတို့တဘာဝအရာတစ်လို့တန်လို့တော့မမာကြောတာကြောင့်ဝင်းပိုးအလေးကြီးတွေဖြတ်သွားတဲ့အခါမှာလှိုင်းစီးတလို့မျိုးနိုင်ကြည်မြင့်ကြည်ဖြစ်နေတပါတယ်ဒါကလည်းရထိတ်စရာခံစားမှုမျိုးကိုပေးဆွနိုင်တယ်လို့ပြောရမှာပါဒါပေမဲ့ဒါဟာ2018ခုနှစ်မှာတိဆောက်လိုက်တဲ့ကွန်ကရစ်တံတားအစ်တစ်ခုကြောင့်အရာအလုံးပြောင်းလဲသွားခဲ့ရပါတယ် ွန်ကရစ်တံတားအသေး980မီတာရှိလျားပြီးတော့တစ်နှစ်ပတ်လုံးအတွင်းကားဆိုင်ကယ်လိုရင်မျိုးတွေဖြတ်တန်းသွားလာနိုင်အောင်လို့ခိုင်ခန့်စွာနဲ့တည်ဆောက်လိုက်တာပါ။ဒါကြောင့်မို့လို့အဲ့ဒီနောက်ပိုင်းမှာဝါတံတားကိုကားဆိုင်ကယ်တွေအတွက်မဟုတ်တော့ဘဲနဲ့လူတွေလမ်းလျှောက်ဖို့တတ်တတ်ပဲခက်သေးသေးတည်ဆောက်ကြပါတော့တယ်။ဘာပဲဖြစ်ဖြစ်ဒီဝါဒရာလီဟာဆိုရင်အင်ဒိုဒေတာရဲ့ရိုးရာယဉ်ကျေးမှုသင်္ကေတတစ်ခုအဖြစ်နဲ့ယခုထက်တိုင်ကိုဆက်လက်တရှိနေတာလည်းဖြစ်ပါတယ်။ပရိသတ်တို့လည်းအခုပြောပြပေးသွားတဲ့ဝါဒရာလီကိုရောက်ဖူးကြရဲ့လားဆိုတာကိုလည်း comment မှာပြောပြပေးခဲ့ပါအောင်နော်။